တထေးကြီးဟာရုတ်တရက်နှလုံးရောဂါနဲ့ကွယ်လွန်သွားပါတယ်။သူ့ရဲ့အမွေပစ္စည်းခွဲဝေမှုကပိုလို့တောင်နားမလည်နိုင်စရာဖြစ်ပါတယ်။ပညာမတတ်တဲ့သူသားကဒေါ်လာတန်း200ရရှိခဲ့ပါတယ်။သူဇနီးကတော့အိမ်ချမ်းမြေရှယ်ယာတွေနဲ့ရွက်လေကိုအမွေဆက်ခံခဲ့ပြီးကြံငွေတွေကိုပရဟိတကိုလှူဒန်းခဲ့ပါတယ်။သူ့ရဲ့စကားနားထောင်တဲ့တမီးဖြစ်သူကတော့ပျက်စီးနေတဲ့မြေအောက်ခန့်တစ်ခုကိုသာရခဲ့ပါတယ်။အေမီဟာမတရားခံရတယ်လို့ခံစားရပေမဲ့လက်တွေကိုလက်ခံဖို့မှတပားရွေးချယ်စရာမရှိခဲ့ပါဘူး။ရှီနေကအေမီကိုအဝါရောင်အထုပ်တထုပ်ပေးရင်းဒီထဲမှာသူမရှာနေတဲ့အဖြစ်ပါရှိရမယ်လို့ပြောခဲ့ပါဗျ။ အေမီဟာအထုပ်ကိုဖွင့်လိုက်တော့တော့တချောင်းနဲ့ Gas Drive တစ်ခုကိုတွေ့လိုက်ရပါတယ် Gas Drive ထဲမှာ parking ကမတန်းတင်ထားတဲ့ video တစ်ခုပါရှိပါတယ်ဗီဒီယိုထဲမှာသူဟာမြေအောက်ခန့်ရဲ့တည်နေရာကိုအသေးစိတ်ပြောပြထားပြီးဒီလိုဝက်ချက်ကိုဘလို့ပဲပေးရပေးရလျှို့ဝက်ထားဖို့တမိကိုမှာကြားထားပါတယ်အေမီဟာအန်အောစွာနဲ့နားထောင်ခဲ့ပါတယ်ပျက်စီးနေတဲ့မြေအောက်ခန့်မှာဘလို့လျှို့ဝက်ချက်မျိုးများရှိနိုင်မလဲ binary များဖြစ်နေမလားလို့စဉ်းစားခဲ့ပါတယ် parking ရဲ့ solo ရင်းကိုတိနိုင်ဖို့သူမဟာနောက်တောင်ကိုခိုးဝင်ပြီး parking ပြောပြတဲ့လမ်းတိုင်းလိုက်ခဲ့ပါတယ်တော်ထဲမှာမြေအောက်ခန့်ကိုအောင်မြင်စွာရှာတွေ့ခဲ့ပါတယ်အေမီဟာတော့ကိုတုံးပြီးမြေအောက်ခန့်ကိုဖွင့်ပါချက်ချင်းတွားတွားဝင်လိုက်ပါတယ် မြေအောက်ခန်းမှာလျှက်စစ်စနစ်တက်ဆင်ထားတာကံကောင်းပါတယ်လှုပ်ဝက်ခန်းတစ်ခုကိုချင်းကပ်လိုက်တဲ့အခါအီမီဟာပိန်ပိန်ညက်ညက်တက်ကြီးရွယ်ဦးတူကိုအဲ့ဒီမှာဖမ်းဆီးထားတာကိုတွေ့လိုက်ရပြီးထိတ်လန့်သွားပါတယ်ဒါဟာသူ့ဖခင်ထားခဲ့တဲ့ဗန်ဒါများဖြစ်နေမလားအိမ်ပြန်ရောက်တဲ့အခါသူမဟာရဲကိုခေါ်ဖို့စဉ်းစားပါတယ်ဒါပေမဲ့လှုပ်ဝက်ထားဖို့ဖခင်ရဲ့တောင်းဆိုချက်ကိုတရိယာပြီးနောက်ဆုံးတော့အဲ့ဒီအကြံကိုလက်လျှော့လိုက်ပါတယ်။အဲ့ဒီညမှာအီမီဟာမျက်နှာဖုံးတက်ပြီးမြေအောက်ခန်းကိုပြန်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီတက်ကြီးရွယ်ဦးကသူမနဲ့ပတ်သက်တဲ့အရာအလုံးကိုသိနေပါတယ်။သူမရဲ့ဖခင်ကွယ်လွန်သွားပြီဆိုတာကိုလည်းသူသိပြီးအီမီကသူ့ကိုဘာကြောင့်လာရှာလဲဆိုတာကိုပါသိနေပါတယ်။ အေမီဟာဒါကိုကြားလိုက်ရတော့တုံ့လောက်သွားပါတယ်သူမဟာအဲ့ဒီလူကြီးကိုသူဘယ်သူလဲဘာကြောင့်ဖမ်းဆီးခံနေရတာလဲဆိုတာကိုမေးပါတယ်သူဟာဂျုံဖြစ်ပါတယ်ဂျုံငယ်ရွယ်စဉ်တုန်းကသူနဲ့အေမီရဲ့ဖခင်ဟာတငယ်ချင်းတွေဖြစ်ပါတယ်ဒါပေမဲ့မတော်တဆမှုတစ်ခုကသူတို့ကိုဝေးကွာသွားစေခဲ့ပါတယ်ညတညမှာသူတို့ဟာအပြစ်မဲ့လမ်းသွားလမ်းလာတအုပ်ကိုမတော်တဆတက်မိခဲ့ပါတယ်အဲ့ဒီအချိန်မှာဂျွန်ကရဲကိုခေါ်ချင်ခဲ့ပေမဲ့အေမီရဲ့ဖခင်ကသူ့ကိုတားခဲ့ပါတယ်ရဲတွေတီးသွားရင်သူတို့ထောင်ကျမှာတေးချပါတယ်ဒါကြောင့်သူတို့ဟာအလောင်းကိုကားနောက်ဖုံးနဲ့ထည့်ပြီးတစ်တောတစ်ခုမှာမြုပ်နှံဖုံးကွယ်ခဲ့ကြပါတယ် သို့တော့တထေးကြီးကဂျုံကိုလှုပ်ဝက်ချက်ဖော်ထုတ်မှကိုတားဆီးကျင်လို့သူ့ကိုမြေအောက်ခန်းမှာထောင်ချခဲ့တာဖြစ်ပါတယ်ဂျုံကအေမီကိုသူမရဲ့ဖခင်ဟာတကယ်တော့မကောင်းဆိုးဝါးတယောက်ဖြစ်ပါတယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့အေမီကသူ့ကိုမယုံခဲ့ပါဘူးဖခင်ကတေဆုံးပြီးပြီမှုဂျုံကဘလောက်ပဲအသေးရေဖြက်ဖြက်အချီးနှီးတာဖြစ်ပါတယ်သို့တော့သူ့နောက်ပြောလိုက်တဲ့စကားကအေမီကိုစိတ်ထိခိုက်စေခဲ့ပါတယ်အေမီမွေမရတာဟာဖခင်မှာတခြားမရငယ်ရှိလို့ဖြစ်ပါတယ်အမွေတွေအားလုံးဟာအဲ့ဒီမရငယ်စီရောက်သွားတာဖြစ်ရမယ်ဒီစကားကိုကြားတော့အေမီဟာအယံဒေါသထွက်သွားပါတယ် ။သူမရဲ့ဖခင်ကမိသားစုကိုတစ္ဆာဖောက်လိုက်မယ်လို့သူမမယုံနိုင်ပါဘူး။ဂျွန်ကထပ်မရှင်းပြတော့ပဲသူမရဲ့ဖခင်ရဲ့အပြစ်ကင်းစင်မှုကိုတတ်သိပြဖို့လိပ်စာတစ်ခုတာပေးခဲ့ပါတယ်။အေမီဟာသူ့အမေကိုစမ်းသတ်တဲ့အနေနဲ့မေးမြန်းကြည့်ပေမဲ့သူ့အမေကဖခင်ဟာသူတို့ကိုဘယ်တော့မှမမယုံခဲ့ဘူးလို့ပြောခဲ့ပါတယ်။နောက်ပိုင်းမှာအေမီဟာဂျွန်ပေးတဲ့လိပ်စာအတိုင်းလိုက်သွားပြီးသူပြောခဲ့တဲ့မယားငယ်ဆိုဖီယာကိုရှာတွေ့ခဲ့ပါတယ်။အချင်းချင်းအတီးပြူပြီးနောက်ဆိုဖီယာဟာဖခင်နဲ့သူမရဲ့ဆက်ဆံရေးကိုပုံပွင့်လင်းလင်းဝန်ခံခဲ့ပါတယ်။သို့တော့ဆိုဖီယာဟာမကောင်းတဲ့အမျိုးသမီးမဟုတ်ပဲသူမမှာသူ့ကိုယ်ပိုင်ဘဝနဲ့တာတူရှိပါတယ်။ အေမီဟာလက်ခံရခတ်ပေမဲ့မြေအောက်ခန်းကိုပြန်သွားဖို့ကလွဲလို့ရွေးချယ်စရာမရှိခဲ့ပါဘူး။ဂျွန်ကသူ့ကိုလှုပ်ပေးဖို့အေမီကိုတောင်းပန်ပါတယ်။အေမီကတုံ့ဆိုင်နေပေမဲ့လှုပ်ဝက်ချက်ဖုံးကွယ်ပေးမယ်လို့ဂျွန်ကကတိပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့ဂျင်နာတက်တဲ့အေမီဟာသဘောတူလိုက်ပါတယ်။တူမဟာဂျွန်ကိုအဝတ်အစားတစ်စုံပေးပြီးငွေသားသုံးသန်းကိုလည်းလက်ထဲထည့်ပေးလိုက်ပါတယ်။အဲ့ဒီနောက်တူမဟာဂျွန်ကိုတီးတန်းချက်လေရင်နဲ့နိုင်ငံသားကိုပို့ဖို့လေးစိတ်ကိုခေါ်သွားခဲ့ပါတယ်။တချိန်တည်းမှာပဲတူမရဲ့အမေဟာစပွဲပေါ်ကဆာရွက်စာလန်တွေကိုရှာတွေ့ခဲ့ပါတယ်။တူမဟာဂျွန်ကိုဘာကြောင့်စုံစမ်းနေတာလဲဆိုပြီးတမိဖြစ်သူကိုရင်ဆိုင်မေးမြန်းပါတယ်။ ဂျွန်ဟာရုံမာတဲ့ရာဇဝတ်ကောင်ဖြစ်တယ်လို့ပြောပါတယ်။အေမီဟာတခုခုမားနေပြီလို့ခံစားလိုက်ရပါတယ်။